င်္ဂလာပါရှင်ခုချိန်ကစပြီး2025ခုနှစ်မေလ23ရက်နေ့ညပိုင်းမှာတင်ပြပေးမယ့် Radio NUG ရဲ့ညပိုင်းပြည်တွင်သတင်းတွေကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ကြပြင်းမြို့နယ်ဦးထင်းရွာကစာတင်ကြောင်းကိုစစ်ကောင်စီတိုက်ခတ်မှုနဲ့ပတ်သက်ပြီးနိုင်ငံတကာဖွံ့ဖြိုးရေးကွန်ဖရင့်တွင်တမကြီးဦးကျော်မိုးထွန်းပြောကြားခဲ့တဲ့အကြောင်းအရာကိုဥစွာတင်ပြပေးပါမယ်။သခိုင်းတိုင်းဒေသကြီးကြပြင်းမြို့နယ်ဦးထင်းရွာကစာတင်ကြောင်းကိုစစ်ကောင်စီတိုက်ခတ်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီးနိုင်ငံတကာဖွံ့ဖြိုးရေးကွန်ဖရင့်မှာ ။တမ်မကြီးဦးကျော်မိုးထွန်းမှပြောကြားခဲ့ပါတယ်။စင်စက်မပြတ်ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးပန်းနိုင်ဆက်ချောက်ဆိုင်ရာငြိမ်းချမ်းရေးတရားမျှတမှုနဲ့စင်စက်မပြတ်ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးဖွဲ့စည်းများအားမြင့်တင်ရင်းနဲ့ဆက်လင်းပြီးဆွေးနွေးတဲ့ conference မှာမြန်မာမြန်တဲ့ကုစလေတမ်မကြီးဦးကျော်မိုးထွန်းကအခုလိုပြောပါတယ်။စေုပ်စုမှနေစဉ်မစင်မချင်းကျူးလွန်နေသည့်လေကြောင်းတိုက်ခိုက်မှုများနဲ့ပုံကျဲခြင်းတို့ကရတားထိခိုက်နေနာမှုနဲ့အစာအုပ်များပြည့်စည်ဆုံးရှုံးမှုတို့ကိုအလွန်အမင်းဖြစ်စေပြီးစင်စက်မပြတ်ရေရှည်ဖွံ့ဖြိုးရေးပန်းနာများအား ကောင်းထည့်ဖို့ရဲ့တာဝန်ယူကြရသည့်အဆောင်များဖြစ်သောစာတင်ကြောင်းများနှင့်ဆေးရုံများအပေါ်အများဆုံးထိခိုက်စေကြောင်းမလန်စနီယန်နနက်တွင်ပဲဆေးအုပ်စုကစကိုင်းတိုင်းဒေသကြီးတပင်းမြို့နယ်အိုးထိန်တွင်ရွာရှိကျောင်းတစ်ကျောင်းပေါ်လေကျောင်းမှတဆင့်တိုက်ခိုက်ခဲ့ရမှာကျောင်းဆရာမနှုံးနဲ့ကလေးငယ်20ခန့်သေဆုံးပြီးများစွာထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းဤဖြစ်ရသည့်ဤတစ်ခုတည်းမဟုတ်ပါကြောင်းတစ်ဖက်တွင်လည်းစကိုင်းတိုင်းဒေသကြီးသည်ကျန်ခဲ့သောတလကျော်ကာလအတွင်းကဖြစ်ပေါ်ခဲ့တဲ့ ပြင်းအားခုနှစ်တသမခုနှစ်ရှိသောငလျင်ထံအပြင်းဆုံးထိခိုက်ခံရသည့်ဒေတာများနဲ့ဒေတာတစ်ခုဖြစ်ကြောင်းသတ်မှတ်ကြီးကပြောပါရယ်သို့သောနိုင်ငံများအနေနဲ့ဆေးဥစုအားထောက်ပံ့နေကြောင်းဆေးဥစုအားရုပ်ဝိတုပစ္စည်းအားဖြင့်သော၎င်းစိတ်ဓာတ်အားဖြင့်သော၎င်းထောက်ပံ့ပေးခြင်းကကလေးငယ်များပါဝင်လူများပြားကိုဆေးဥစုကတက်ပြတ်နိုင်စေရန်ကူညီပေးရာရောက်နေကြောင်းသတ်မှတ်ကြီးကထပ်လောင်းပြောပါရယ်ရှင်မြန်မာစစ်တပ်နဲ့နိုင်ငံရေးဆိုင်ရာအရာရှိ25ဦးအား ယာယီဖန်ဆီးခြင်းနဲ့အာဂျင်တီးနားနိုင်ငံသို့လွှဲပြောင်းပေးဖို့ခြင်းအတွက်ကုညီရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကြံပေးကောင်စီတောင်းဆိုလိုက်တဲ့သတင်းကိုဆက်လက်တင်ပြပေးပါမယ်။မြန်မာစစ်ဘက်နဲ့နိုင်ငံရေးဆိုင်ရာအရာရှိ25ဦးအားယာယီဖန်ဆီးခြင်းနဲ့အာဂျင်တီးနားနိုင်ငံသို့လွှဲပြောင်းပေးဖို့ခြင်းအတွက်ကုညီရန်ကမ္ဘာတဝန်းရှိဥပဒေစိုးမိုးရေးဖွဲ့အားတောင်းဆိုသည့် Red Note များထုတ်ပြန်တဲ့နယ်လို့မြန်မာနိုင်ငံဆိုင်ရာအထူးကြံပေးကောင်စီမှမေလ13ရက်မှာတောင်းဆိုလိုက်ပါတယ်။ အာဂျင်တီးနားနိုင်ငံသည်အာဂျင်တီးနားတရားရုံး၏ဖောင်ရမ်းများတွင်အမည်ပါရှိသောအကြီးတန်းမြန်မာစစ်ဘက်နှင့်နိုင်ငံရေးဆိုင်ရာအရာရှိ25ဦးအားယာယီဖမ်းဆီးခြင်းနှင့်အာဂျင်တီးနားနိုင်ငံသို့လွှဲပြောင်းပေးပို့ခြင်းအတွက်ကူညီရန်ကမ္ဘာတဝန်းရှိဥပဒေစိုးမိုးရေးအဖွဲ့အားတောင်းဆိုသည့် Red Note များထုတ်ပြန်ပေးရန် Interpol အားချက်ချင်းတောင်းဆိုသင့်တယ်လို့ဖော်ပြပါတယ်။ငလီများလုတ်ခတ်ပြီးတလာကြပင်နိုင်ငံတကာဖွဲ့စည်းများနှင့်ဟောက်ဝင်တနိုင်ငံချင်းစီပါဝင်သောနိုင်ငံတကာအတိုင်းဝန်သည့် လက်ရှိအရေးယူရန်ပြက်ကွက်သည့်အခြေအနေကိုဆုံးသက်ရမှာဖြစ်တယ်လို့ဆိုပါတယ်ရှင်။ Ranger Timing ကောင်စီယာယီဖွဲ့စည်းတဲ့တဲ့ရင်ကိုဆက်လက်တင်ပြပေးပါမယ်။ Ranger Timing ကောင်စီယာယီဖွဲ့စည်းလိုက်ကြောင်းကို2025မေလ17ရက်မှာထုတ်ပြန်ကြေညာပါတယ်။ကျင်းညာချက်အရမြို့တီရိုဟင်ဂျာအဖွဲ့အစည်းတတိပုဂ္ဂလများနဲ့မဆိုရိုဟင်ဂျာရေးလက်တွဲဆောင်ရွက်မယ်လို့တီးပေးဖော်ပြပါဗျ။ဒါပြင်ရိုဟင်ဂျာတိုင်းပြည်ကောင်စီသည်ဆီယနာရှင်အမြင့်ပြည့်ရေးအတွက်မြို့တီလှုံရှားဆောင်ရွက်မှုမျိုးကိုမဆိုထောက်ခံပြီး ဖက်ဒရယ်နိုင်ငံတော်သည်တင်ဆောက်ရမှာပူးပေါင်းပါဝင်မယ်လို့ဆိုပါတယ်။ရခိုင်ဒေသတွင်တည်ငြိမ်ရေးလူမှုသဟစာတဖြစ်ရေးပြည်လဲထူထောင်ရေးဖွံ့ဖြိုးရေးတို့ကိုလည်းအပြေရှားသွားမယ်လို့ဆိုပါတယ်ရှင်။ခုနောက်ဆုံးတင်ပြပေးမယ့်သတင်းကတော့တပြင်းမြို့နယ်အိုထိန်တွင်းရွာရှိစာတင်ကျောင်းအားဒီကျောင်းတိုက်ခတ်မှုတွင်ခွင့်လွှတ်စရာမရှိသောအကြမ်းဖက်မှုဖြစ်တယ်လို့ဒေါက်ဆန်းစုကြည်ရဲ့သားငယ်ကိုထိန်လင်းပြောကြားတဲ့သတင်းဖြစ်ပါတယ်။စကိုင်းတိုင်းတပြင်းမြို့နယ်အိုထိန်တွင်းရွာရှိစာတင်ကျောင်းကိုလေကျောင်းတိုက်ခတ်မှုတွင် ဆရာမရှိတော့အကြမ်းဖက်မှုဖြစ်တယ်လို့ဒေါန်ဆန်းစုကြည်ရဲ့သားငယ်ကိုထိန်လင်းကပြောကြားလိုက်ပါတယ်။စကိုင်းတိုင်းရှိကျောင်းတစ်ခုကိုစစ်တပ်မှနေကျောင်းဖြင့်ရရဲဆက်ဆက်ပုံကျဲတိုက်ခိုက်ခဲ့ရာအပြစ်မဲ့သည့်ကျောင်းသူကျောင်းသားများနှင့်ဆရာဆရာမများတေကျေးထိခိုက်ဒဏ်ရာရခဲ့သည့်အတွက်စိတ်မကောင်းခြင်းကြီးစွာဖြစ်ရပါတယ်။ထိုမိသားစုများကြုံတွေ့ရသည့်ဒုက္ခများသည့်စကားဖြင့်ဖော်ပြရန်မလုံလောက်နိုင်ပါခလိငယ်များ၏စာတင်ကြောင်းကိုတမင်တကာပြစ်မှတ်ထားတိုက်ခိုက်ခြင်းမှမတရားသောရက်ဆက်လွန်သောခွင့်လွှတ်စရာမရှိသောအကြမ်းဖက်မှုဖြစ်ပါတယ်။ အသက်ပေးခဲ့ရသည့်ခလင်းငယ်များဆရာဆရာမများနိုင်ငံရသူများအားလုံးအတွက်ထိခိုက်စွာခံစားရပါတယ်လို့ပြောပါတယ်မြမပြည်သူများနဲ့တူနာချင်းကြေကွဲဝန်နေရတယ်လို့ကိုထင်လင်းကဒီပေးကြေညာထားပါတယ်ရှင် ခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတော့တာကီမှပေးပို့ထားတာဖြစ်ပါတယ်ရှင်